အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ညီညွတ်သောတိုင်းနာလူမျိုးများမဟာမိတ် UNA နဲ့ပြည်သူ့လွတ်တော်ကိုစားပြုကော်မတီ CRPP တို့ဟာအောက်တိုဘာ၄ရက်နေ့မှာတိုင်းနာမဟာမိတ်ပါတီများ EAPP ကိုဖွဲ့စည်းလိုက်ပါပြီ။ဒီအင်အားစု၃ဖွဲ့ဘလို့ရည်ရွယ်ချက်တွေနဲ့ဒီချိန်မှာပူးပေါင်းလိုက်တာလဲ။တိုင်းနာနိုင်ငံရေးမဟာမိတ်ပါတီချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့နိုင်ငံရေးပြဿနာတွေကိုပူးပေါင်းဖြေရှင်းဖို့နဲ့ဖက်ဒရယ်ပြည်အောင်စုတည်ဆောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်၃ခုနဲ့ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ NLD ပါတီနာယကသူရောဦးတင်ကပြောဆိုခဲ့ပြီးတိုင်းနာစီလုံးညီညွတ်ရေးမရမချင်းတိုင်းပြည်နယ်လန်ထူနိုင်မှာမဟုတ်လို့တိုင်းနာရေးထိရောက်စွာအပြေရှားကြဖို့တိုက်တွန်းခဲ့ပါတယ်တိုင်းပြည်နဲ့ပတ်သက်တဲ့ပတ်သက်မှုရှိလို့ဒီနေရာကကလပ်ပတ်လို့ပါတိုင်းပြည်နဲ့ပတ်သက်ရှိစေမလို့ထူတယ်အဲ့ဒါကိုရင်းကြအောင်လုပ်တဲ့ပုံစံကိုမိလာစာရေးပြရမှာဘဝတည်တော့မိလာစာပြီးတော့ထောက်ရအောင် ောလဲတော့ဒါဘူးဆိုတော့တပည့်ရလည်းပြောလို့လုပ်ခဲ့ပြီးတော့ရအောင်ပါတပည့်တို့ဒီတနေ့မဟုတ်တော့တော့လည်းပဲဆိုတော့ကိုယ်စားလို့တပည့်တွေအခုတော့ရေပုံမရှိနေတဲ့ဒါကကျွန်တော်တို့အထွတ်ထွတ်ရေးရတော်နေတာသူတို့ပဲနားနဲ့လည်းပြည့်ရတော့ပုံမှာသူတို့လည်းသူတို့ဒီလိုအားလည်းဟောပါသေးတယ်ဘောပေါ့သူရပြည့်လို့ကျွန်တော်ကပြတော့အခုစဉ်းစားကြည့်တဲ့အချက်တွေရှင်းပြီးတော့အဲဒီကြိုက်အချက်တွေတွေကသူဆက်နေပြီးတော့ပြည့်ပြီးတော့ပြည့်ရချင်းကိုလုပ်ကြပါတယ်အဲတော့နည်းနည်းတက်တက်ကြွားကြွားလေးတော့ကျွန်တော်ကအားရကြည့်တော့ပြည့်ပြီးတော့လုပ်စီခြေတဲ့ဘောတော့ကျွန်တော်ကဒီပြည့်တာနဲ့ဆက်တာရှိတယ် ရဲ့ဘောပါလို့ဒါလည်းဘောပါလေအရှိစင်တော့တိရောက်အောင်ပြင်ပြတဲ့ဘာပဲမြင်ရမှုပေါ့ပိုင်းနောက်မဟာမိတ်ပါတီများ EAPP မှာတန်တတိကကောင်းဆောင်ပြီး UND နဲ့ CRPP တို့ကတွဲဘက်ကောင်းဆောင်တယောက်စီပြင် EAPP မှာပါတဲ့ကျန်းရှိနေတဲ့တိုင်းနာပါတီတွေကတယောက်နဲ့လှုပ်တော့မှာဖြစ်ပြီးနိုင်ငံရေးမူပေါင်းကိုလည်း NLD ကတီးတန့်ရေးမှာဖြစ်သလို UND တို့နဲ့မူပေါင်းကိစ္စညှိနှိုင်းသွားနိုင်တယ်လို့ဦးထွန်းထွန်းဟင်ကပြောပါတယ် ဖွဲ့ကောင်းဆောင်ရောအန်ဒီရပါကွဲဘက်ကောင်းဆောင်သုံးရှိပါတယ်သုံးခုပေါ့နော်ကွဲဘက်ကောင်းဆောင်သုံးခုကကွဲဘက်ကောင်းဆောင်တစ်ခုကကျွန်တော် CRPP ကနေကိုစားပြီးပြရမှာပါနောက်ထပ်တစ်ခုကတော့ကျွန်တော် UN ကနေကိုစားပြီးပြရမှာပါနောက်ထပ်တစ်ခုကတော့ကျွန်တော် UN မှာလည်းမပါဘူးကျွန်တော် CRPP မှာလည်းမပါခဲ့တဲ့ဖွဲ့တွေပေါ့နော်ဖွဲ့တွေကနေသူစုပြီးတော့ကျွန်တော်ကောင်းဆောင်ပြရမှာပါကောင်းဆောင်လူပေးဆိုကျွန်တော်တို့ကကွဲဘက်ကောင်းဆောင်သုံးခုတက်တော့မှာပါ။ညနေနိုင်ငံရေးပါတီရဲ့အဖွဲ့ဝင်တွေတက်ပါမှာပါ။ ဇိုမီဒီမိုကရေစီဖွဲ့ချုပ်မွန်မျိုးသားပါတီရှမ်းပြည်ကိုကန်ဒီမိုကရက်တစ်ပါတီချင်းဒီမိုကရေစီဖွဲ့ချုပ်ဒီမိုကရေစီနဲ့လူ့အခွင့်ရေးပါတီကမန်တိုင်းနာပါတီနဲ့ညီညွတ်သောတိုင်းနာလူမျိုးများမဟာမိတ်အဖွဲ့ UNA တို့ဟာ NLD နဲ့ပုံမှန်အစည်းအဝေးတစ်ခုကျင်းပခဲ့ပါတယ်။ဇိုမီဒီမိုကရေစီဖွဲ့ချုပ်ကဆမ်ဆွန်မွန်ကတိုင်းနာနဲ့ဖက်ဒရယ်ရေးအတွက်ဖွဲ့စည်းလိုက်တာဖြစ်လို့သူအကောင်းဆုံးမျှော်မှန်းထားတယ်လို့ပြောပါတယ် ကျွန်တော်တို့တင်းင်းသားရေးဖက်ဒရယ်ရေးကိုကျွန်တော်တို့တက်တက်ကြွကြွပူပေါင်းဆောင်ရပူဆိုပြီးတော့ကျွန်တော်တို့ဖွဲ့တာပဲပဲလေမြောင်းမန်းတာတော့ကျွန်တော်တို့အကောင်းဆုံးတော့မြောင်းမန်းတာပဲလေ